းစားရတဲ့ကျွန်တော်ပါတီရဲ့တော်တော်ကိုစလာလောင်းကြီးများပါတီဝင်လို့ပေါ်ကံပဲအပေါင်းတို့ခင်ဗျာဒီနေ့2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့အေးချမ်းတာရတဲ့ဆောင်းရုံရာသီရဲ့ပြနေခဲမှာကိုကျမ်းမာစီဆန်းတာဆိုဖြင့်ပါတီရပြတ်တဲ့အောင်နိုင်ရေးတာဝန်တွေကိုပြည့်မြောက်အောင်ဆောင်ရွက်နိုင်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဒီနေ့အစပြုရည်တွက်လို့ရှိရင်ကျွန်တော်နိုင်ငံရဲ့ပါတီစုံဒီမိုကရေစီအထူးထူးရွေးကောက်ပွဲကြီးဟာ58ရက်ပဲကျန်တော့တာဖြစ်ပါတယ်ဒီကာလကကျွန်တော်တို့အားလုံးရဲ့ထူးခြားတဲ့ထိုးပေါက်ဆောင်ရွက်မှုပြည်သူလူထုရဲ့ ယုံကြည်အားကိုးတဲ့နှလုံးသားကိုဆွဲယူဖန်ဆန်းနိုင်မှုနဲ့ကောင်းတဲ့ဖော်မဲ့ပါတီရဲ့မူဝါဒဆိုင်ရာကြေညာချက် manifesto ဂရုကိုယ်တည်းကိုအတိအလင်းထုတ်ဖော်ပြောကြရမယ်ကာလတွေဖြစ်ပါတယ်ဒီကာလမှာကျွန်တော်အနေနဲ့အချက်၆ချက်လောက်အချင်းချုံပြီးမှကြားလို့ပါတယ်ပထမချက်ကဒီနေ့ဟာပါတီရဲ့သွေးသစ်လောင်းတဲ့နေ့ဖြစ်တယ်လို့ယုံကြည်စွာခံယူထားကြဖို့ဒုတိယချက်ကဒီကာလဟာကြီးမန်းကျပန်းနိုင်ကိုရောက်တော့မဲ့ခရီးလမ်းဖြစ်တဲ့ finishing line ရောက်ချင်နေဖြစ်လို့စွာအားရှိသမျှနေမအားညမနာ ထူးကြိုးပမ်းဆောင်ရွက်ပေးကြပါလို့တတိယချက်အနေနဲ့လုတ်တင်ရက်နဲ့မလုတ်လိုက်မိခြင်းဆိုတဲ့နှောင်းနောင်တာမျိုးမဖြစ်ရအောင်အချိန်ရှိသမျှမှာထိုးပေါက်တွေးခေါ်ကြံစားပြီးအပြည့်အပြတ်ဆောင်ရွက်သွားကြပါစတုထအချက်အနေနဲ့ခုဒီကာလကတရားဝင်မဲဆွယ်ကာလဖြစ်လို့မဲဆန္ဒနယ်မြေအတွင်းမှာရှိတဲ့ဒေသခံပြည်သူတွေရဲ့လိုအပ်ချက်တွေကိုကိုယ်ကိုယ်တိုင်ပဲဖြစ်စေတင်ပြဆက်ဆက်လို့ပဲဖြစ်စေဥပဒေဘောင်တွင်းကကူညီဆောင်ရွက်ရင်းနဲ့အားကိုးယုံကြည်မှုကိုတိစောက်ကြဖို့လဲ မကြလို့ပါတယ်တစ်ဖက်ကလည်းနိုင်ငံတော်အတွက်ကျွန်တော်တို့ပါတီရဲ့ရှင်းလင်းငန်းစဉ်မူဝါဒသဘောတရားကြေညာချက် manifesto လုပ်ငန်းကဏ္ဍ28ခုပေါ်မှာထပ်ဆင့်ရှင်းလင်းအခြေခံပြီးတော့ပြည်သူတွေကိုရဲရဲချပြခရီးပေးဖို့လိုပါတယ်။ဒါကြောင့်တခါထားတရားတပုတ်ဆန်းကိုပိုင်ဂရိတွေနဲ့ပါတီမူဝါဒနဲ့ကွဲပြားခြားနားတဲ့ဂရိဖို့တွေကို မပေးမိဘူးလို့ပါတယ်နိုင်ငံတော်အဆင့်ကိုစားပြည့်တဲ့ပါတီဖြစ်တဲ့အတွက်ကြောင့်ပါတီအတွက်ဩဇာတက္ကမမှေ့ပိန်စေတဲ့အရာမျိုးလို့ကျွန်တော်ထင်ပါတယ်နောက်ပြည်စမားချက်အနေနဲ့ကိုယ့်နိုင်ငံမှာကိုယ့်မီဒီယာထိုးပေါက်နှောင်းမှုနိုင်ဖို့လို့ကိုယ့်နိုင်ငံမှာရှိတဲ့လူကကိုယ့်ဘယ်သူဘဝစားသိဖို့လို့ပါတီကိုလည်းသိဖို့လို့ပါတယ်အခုတချို့တချို့နေရာတွေမှာပါတီနဲ့ဆက်ဆက်ဆောင်ရွက်ဖို့လိုပါတယ်စတ္တမချက်ကတော့လူပုဂ္ဂိုလ်တူးချင်းစီနဲ့ကျွန်တော်တို့ဖွဲ့စည်းရဲ့လုံခြုံရေးလူတူးချင်းစီရဲ့ကျန်းမာရေးဥပဒေနည်းဥပဒေနဲ့ဆောင်ရွက်ဆောင်ရွက်တွေကိုအထူးဂရုစိုက်ဆောင်ရွက်ကြဖို့မှာကြလို့ပါတယ်အဲကျွန်တော်အထက်ကပြောခဲ့တဲ့အချက်တွေအပေါ်မှာအခြေခံပြီးတော့ တော်တို့အချင်းချင်းစီလို့ညီညွတ်ဖို့အပြန်လန်အကူအညီပေးကြဖို့တားဆာတာဖြစ်ကြဖို့ပေါက်ဆက်ဆောင်ရွက်ကြဖို့နားလေခွင့်လွှတ်ကြဖို့စရတဲ့ဘုံမှာအခြေခံပြီးတော့ကျွန်တော်တို့ခင်ဗျားတို့အားလုံးရဲ့လက်ထက်မှာပုံမခိုင်မှပြည်မြေမာကြီးကိုထုစစ်ပုံဖို့တိဆောက်ကြပါစို့လို့ပြောကြရဲနေကုန်းချုပ်ပါတယ်ပြည်တော်စုကြံ့ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီနိုင်ရမည်နိုင်ရမည်နိုင်ရမည်ပြည်တော်စုကြံ့ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီနိုင်ရမည်နိုင်ရမည်နိုင်ရမည်ပြည်တော်စုကြံ့ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီ အားလုံးပဲအောင်မြင်မှုတွေနဲ့အတူကိုဘွားခီလာအနာကခီလာတိုက်ပြီးအနာကကိုဖန်တီးပုံစံနဲ့တိုင်ပါစေလို့ဆုမကောင်းတောင်းပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်